တကယ်ချင်းမရှင်များအောင်ပဲမင်္ဂလာပါနော်ကျွန်တော်နောက်ထပ် calendar မူလေးနော်ထပ်ပြီးတော့ share ပေးထားပါတယ် share ပေးထားတော့ကျွန်တော်ဒီကောင်ကတော့၄ကတ်ဆိုင်ပေါ့နော်ကျွန်တော်ဒီဟာ screen လေးနည်းနည်းလေးချဲ့ပေးပါမယ် okay ဒီလောက်ဆိုရင်တော့တကယ်ချင်းတော့လေကောင်းကောင်းလေးမြင်ပြီးခြင်းပဲပေါ့နော် okay ကျွန်တော်တို့ဒီမှာ2000နဲ့အဝါပေါ့နော်ဒီ16နော်16ကဒီ15နှစ်ဆိုတဲ့ဒီကဏ္ဍပေါ့နော်ချက်လိုက်တော့လဲကျွန်တော်တို့အပေါ်အောက်ကတိတ်ပြီးတော့အမြင်ရအောင်ပေါ့နော် ဒီရှင်းငါးနှစ်နော်โอเคကျွန်တော်ရှင်းငါးနှစ်ကိုတပင်းနှစ်ပင်ပြီးရင်ကျွန်တော်လေး6 1နော်တပင်းနှစ်ပင်196ဆိုပြီးတော့ရှိတယ်ပေါ့နော်တပင်းနှစ်ပင်ဒီမှာကျွန်တော်တို့ကြားမယ် site ဖြစ်တယ်နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ကြည်ကြည်ပါမယ်ကြည်ကြည်ပါမယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာအတွဲလုံးလေးအရင်စပြီးတော့ရှာမယ်ပေါ့နော်တွဲလုံးလေးကျွန်တော်တို့ရှာကြည့်ပါမယ်ဒီမှာရှိနေတဲ့ကျွန်တော်တို့၄၁၃ညပေါ့နော်၁၄၃ညဒီ၃လုံးပေါင်းခြင်းနော် တိရဲ့ကျွန်တော်တို့၄တုံညာเนาะဒီလိုပေါ့เนาะဒီ၃လုံးပေါင်းချင်းဒီနံပါတ်5ဖြစ်တယ်ပေါ့เนาะနံပါတ်5เนาะဒီ5ကိုကျွန်တော်ဒီမှာပဲခြာရေးလိုက်မယ်ပေါ့เนาะဒီ5เนาะ5ကိုကျွန်တော်တို့ဘာနဲ့တွဲမလဲဆိုရင်ကျွန်တော်ဒီမှာเนาะဒီနှလုံးထပ်ပြီးတော့ပေါင်းမယ်တိရဲ့ကျွန်တော်တို့သူ့ရဲ့အပိတ်နံပါတ်1ရဲ့ပေါ့เนาะဒီနှလုံးပေါင်းချင်းเนาะ1 1ဆိုတော့ပေါင်းချင်းနံပါတ်2เนาะ 9နှစ်တည်ကျွန်တော်တို့ဒါတွဲလုံးဖြစ်ပါတယ်9နှစ်ပေါ့နော်9နှစ်တွဲလုံးဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဒီဘက်မှာစစ်ပြီးတော့ရှာမယ်ပေါ့နော်9နှစ်အတွဲလုံးကကျွန်တော်ဘယ်မှာဆင်းသွားလဲဆိုရင်ဒီမှာ2 5ဆိုပြီးတော့လေးဆင်းသွားတယ်နော်โอเคဒါတစ်ဖက်ပေါ့နော်ကျွန်တော်တွဲလုံးကိုအရင်ပြမှာဖြစ်တဲ့အတွက်ပေါ့နော်โอเคတပင်တပင်ခြားပြီးတဲ့နောက်မှာကျွန်တော်တို့4 1 6ကိုကျွန်တော်ကြည့်မယ်နော်4 1 6မှာလဲကျွန်တော်တို့ဒီမှာပါတွဲလဲပေါ့နော်သူ့ရဲ့ဘေးဆောင်ကကျွန်တော်တို့ဒီမှာ6 3 6ဆိုတဲ့နော်ခဏန်း3လုံးပေါ့နော် ဒီလိုပေါင်းမယ်9ရက်3ရက်ပေါင်းတော့ပေါင်းခြင်းနံပါတ်2နှစ်ဖြစ်တယ်ပေါ့နော်2ကိုကျွန်တော်တို့9နဲ့ပေါင်းရင်ဘာဖြစ်မလဲပေါင်းခြင်းနံပါတ်2နံပါတ်1ဖြစ်ပါတယ်နော်နံပါတ်1ဒီမှာလည်းကျွန်တော်1ကိုခြားရေးပါမယ်နော်နံပါတ်1နော်1ကိုကျွန်တော်တို့ဘာနဲ့ထပ်ပြီးတော့တွဲမလဲကျွန်မထိပ်9နဲ့နော်အပိတ်9နဲ့စစ်ပြီးတော့တွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒါဆိုရင်9 9ပေါင်းခြင်းနံပါတ်2ဘယ်လောက်ရလဲနံပါတ်4ဆိုပြီးတော့ရတယ်နော် နံပါတ်၄ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့၄တက်အတွဲပေါ့နော်၄တက်အတွဲတည်း၄ဒီမှာတက်ပေါ့နော်၄တက်ဖြစ်တယ်တပင်တပင်ချားပြီးတဲ့196ဆိုတဲ့ခဏနော်196မှာကျွန်တော်တို့ဖားနေတွဲမလဲ239ခွန်နော်239ခွန်ကခွန်ရဲ့ကျွန်တော်တို့3ညရဲ့ကျွန်တော်တို့2ရဲ့သုံးလုံးပေါင်းခြင်းဒီနံပါတ်ဘလောက်ဖြစ်မလဲနံပါတ်6ဆိုပြီးတော့ရတယ်နော်6ကိုဒီမှာရေးပါမယ်နံပါတ်6 နော်နံပါတ်9ကိုကိုနောက်ထပ်ကျွန်တော်တို့ကဒီထိတ်နဲ့အပိတ်နဲ့ပေါ့နော်ထိတ်နဲ့အပိတ်နဲ့တွဲပြီးတော့ပေါ့နော်โอเคထိတ်အပိတ်တွဲပြီးတော့ကျွန်တော်တို့နှလုံးပေါင်းခြင်းဒီနံပါတ်ဘယ်လောက်လဲ၄နှစ်ဆိုတော့6ပေါင်းခြင်းနံပါတ်ဒီနံပါတ်6ဖြစ်တယ်နော်ဟုတ်ပြီနံပါတ်6ဖြစ်တဲ့အတွက်96เนาะ96ကဒီမှာကျွန်တော်တို့96ဆိုပြီးတော့ဒီမှာတွဲရတယ်ပေါ့နော်96အတွဲဟုတ်ပြီ ဒီလိုလေးရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော်တို့ဒီတပင်မှာအတွဲလုံးကဘာရမလဲဒီမှာကြည့်ပါမယ်နော်ဒီတပင်အတွက်အတွဲလုံးဒီကျွန်တော်တို့ဒီမှာ6 7 8ဆိုတဲ့ခဏ၃လုံးပေါင်းမယ်နော်7 8ပေါင်းခြင်းဒီ6ဖြစ်တယ်6ကို6နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီဘလောက်ဖြစ်မလဲနံပါတ်မှာ5ဖြစ်တယ်ပေါ့နော်5ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနံပါတ်5ဆိုပြီးတော့ကျွန်တော်တို့ရေးမယ်နော်နံပါတ်5ကိုကျွန်တော်တို့ဘာနဲ့ပြန်တွဲမလဲနော် နံပါတ်5ကိုတွင်ပါကဒီမှာရှိတဲ့ရှေ့ရ6အပိတ်6နဲ့66နှလုံးပေါင်းခြင်းနံပါတ်2နဲ့တွဲမယ်เนาะ5နှစ်အတွဲဒီကျွန်တော်တို့ဒီတစ်ပတ်အတွက်ပေါ့เนาะစစ်ပေးခဲ့မယ်ဆိုရင်ဒီမှာ5နှစ်အတွဲเนาะခွာတွဲလာမလားကျွန်တော်တို့တိုက်ရိုက်အတွဲပဲလာမလားကတော့မပြောတတ်ဘူးပေါ့เนาะ5နှစ်အတွဲကျွန်တော်တို့ရပြီเนาะဟောပြီးဒီမှာလဲကျွန်တော်တို့5နှစ်အတွဲဒီ5နှစ်အတွဲလို့ချဲ့တော့လည်းနည်းနည်းလေးဟောလောက်သွားပါပေါ့เนาะ တော့မမြင်ရအောင်ဖြစ်သွားတယ်။ဟုတ်ကဲ့၅နှစ်အတွဲပေါ့နော်။နည်းနည်းလေးပြန်ခြုံလိုက်မယ်။နော်။ပြီးရင်၁လေးအတွဲတုန်းကလည်းကျွန်တော်တို့၁လေးအတွဲပေါ့နော်။ဒီမှာ၄၁ဆိုပြီးတော့ကြာပေးသွားတယ်။ဒီမှာလည်းကျွန်တော်တို့အတူတူပဲဒီမှာလည်းကျွန်တော်တို့စက်ပေးမယ်ဆိုရင်တော့ဒီအတွဲ၅နှစ်အတွဲနော်။ကျွန်တော်ထပ်ပြီးတော့ပြန်ချက်ပေးပါမယ်။ဒါကိုကျွန်တော်တို့ကဏ္ဍကဘယ်လိုထုံမလဲပေါ့နော်ဘယ်လိုထုံမလဲဆိုရင်ကျွန်တော်က brain နဲ့သွားပြီးတော့ချုပ်มาဖြစ်ပါတယ်เนาะ brain နဲ့ချုပ်တဲ့ဟာကကျွန်တော်တို့ဒီမှာဘာနဲ့သွားချုပ်မလဲဆိုရင် သူရဲ့ကျွန်တော်တို့ဒီရှင်ငါးနှစ်ပေါ့เนาะ debt เนาะ16เนาะ2016ကကျွန်တော်တို့ဒီ3လုံးเนาะ8ခွန်3ညเนาะ8ဒီမှာခွန်ဒီမှာ3ညဒီ3လုံးပေါင်းချင်းကျွန်တော်တို့ plus 1 minus 1ယူသွားမှာဖြစ်တယ်เนาะ8ခွန်3ညပေါင်းချင်းနံပါတ်ဒီနံပါတ်5ဖြစ်တယ်เนาะနံပါတ်5ဖြစ်တယ်5ကိုတစ်လုံးတို့6 5ကိုတစ်လုံးရောက်4เนาะ4 5 6 break 4 5 6 break ဖြစ်တဲ့အတွက် เนาะကျွန်တော်တို့ဒီမှာက9နှစ်အတွဲကိုကျွန်တော်တို့ဒီမှာ5 6ပြိနဲ့တွဲကြည့်လိုက်မယ်ခဏဒီကျွန်တော်တို့3ကွက်ပဲထိုးရမယ်ပေါ့เนาะ9နှစ်ကျွန်တော်တို့4ပြိဆိုရင်ဒီမှာကခွန်ဖြစ်မယ်ပေါ့เนาะโอเคပြီးရင်9နှစ်ကို9ပြိဆိုရင်ကျွန်တော်တို့10ဖြစ်မယ်9နှစ်ကိုကျွန်တော်တို့6ပြိဆိုရင်9ဖြစ်မယ်နော်ဒီမှာ9နှစ်ခွန်9နှစ်၈9နှစ်ကို3ကွက်မှာကျွန်တော်တို့ဘာထွက်သွားလဲဒီမှာ၈နှစ်9ဆိုပြီးတော့ကျွန်တော်ထွက်သွားတယ်နော် ရှင်းနှင်းငါနော်ဒီမှာငါနှစ်ရှစ်ဆိုတဲ့ခဏနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဘက်မှာလည်းစပြီးတော့ကြည့်ပါမယ်နော်ဒီရက်ထိတ်ပေါ့နော်ဒီရက်ထိတ်ဆိုတော့ကျွန်တော်ဒီဘက်မှာက10ရှိတယ်နော်ဒီဘက်မှာက9ရှိတယ်ဒီဘက်မှာက4ရှိတယ်နော်ဒါဆိုရင်10 4ပေါင်းခြင်းနံပါတ်ဘယ်လောက်ရလဲနံပါတ်2ရပါတယ်ကလုံးတိုးမယ်3ကလုံးရောမယ်နံပါတ်1နော်ဒါဆိုရင်1 2 3ဒီကျွန်တော်တို့ break ဖြစ်မယ်နော်1 2 3 break ီမှာတစ်လေးအတွဲနဲ့ကျွန်တော်တို့ကဏ္ဍလေးတွေထုတ်ကြည့်တဲ့အခါမှာတစ်လေးကိုတစ် break ဆိုရင်နံပါတ်6ဖြစ်မယ်နော်ပြီးရင်တစ်လေးကိုကျွန်တော်တို့နှစ် break ဆိုရင်နံပါတ်9ဖြစ်မယ်တစ်လေးကို3 break ဆိုရင်တော့နံပါတ်10ဖြစ်မယ်နော်ဒီမှာကဘာထွက်သွားလဲကျွန်တော်တို့4 6 1 4 6 1ဆိုပြီးတော့ထွက်သွားတယ်4 6 1ကဘယ်ကဏ္ဍလဲကျွန်တော်တို့ဒီအပေါ်ဆုံးကကဏ္ဍ1 4 6ဆိုတဲ့ကဏ္ဍနော်โอเค ဒီလောက်ထိနားလည်ပြီဆိုရင်ကျွန်တော်တို့နောက်ထပ်တတိယတပင်ပေါ့နော်တတိယတပင်ကိုစက်ကြည့်ပါမယ်တတိယတပင်မှာဒီမှာကျွန်တော်တို့ brain line ဒီ3 5 6နော်3 5 6ပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်မလဲနံပါတ်6ဖြစ်ပါတယ်6ကိုတစ်လုံးတို့ခွန်6ကိုတစ်လုံးရောနံပါတ်5 5 6ခွန် break နော်96 complete ဒီမှာတွေ့ကြည့်မယ်။ Okay 96ဒီ5 5 break ဆိုရင်3ညဖြစ်ပါမယ်เนาะ။ပြီးရင်96 ကျွန်တော်တို့6ပြိတ်ဆိုရင်1ဖြစ်မယ်9 6ခွန်ပြိတ်ဆိုရင်2ဖြစ်ပါမယ်เนาะဒီမှာထွက်သွားတဲ့ကဏ္ဍဒီဘာဖြစ်မလဲ196เนาะ190နဲ့6ပွင့်မှာ961เนาะ961เนาะဒီမှာထွက်သွားတယ်961เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်အတွက်ကျွန်တော်တို့ဘာရမလဲဒီမှာကြည့်အောင်ပေါ့เนาะဒီတစ်ပတ်အတွက်ကကျွန်တော်တို့ break ဆိုရင်ဒီမှာခွန်เนาะဒီမှာခွန် ဒီမှာကကျွန်တော်တို့တုံညနော်ခွန်ခွန်တုံညပေါင်းခြင်းနံပါတ်4ဖြစ်ပါတယ်၄ကိုတလုံးတို့ရင်ကတလုံးနှုတ်ရင်3 3 5ပြိနဲ့ကျွန်တော်တို့ဒီမှာဖမ်းမယ်ပေါ့နော်โอเคဒီမှာက9နှစ်ဆိုတော့ပေါင်းခြင်းနံပါတ်9ဖြစ်နေတယ်ကျွန်တော်တို့3ပြိဆိုရင်6ထည့်ပေးရမယ်နော်9နှစ်6တကွယ်ပြီးရင်ကျွန်တော်တို့9နှစ်4ဆိုရင်ကျွန်တော်တို့ဘာထည့်မလဲ9ပြိထည့်မယ်နော်9နှစ်ကျွန်တော်တို့9ဆိုရင်ဒီမှာ10ပြိ9နှစ်10ဆိုပြီးတော့ပေါ့နော် ဒီ၃ခွက်ကိုကျွန်တော်တို့ခစားပြရမယ်ပေါ့နော်၅၆၅၇၅၈နော်ဒီမှာကထွက်သွားတာကတော့၅၈၅၈၅တော့ငါသူကဒီမှာပြောင်းမြန်နော်၈၈၅ဆိုပြီးဒီလိုလေးဆင်းသွားတယ်ဒီမှာကျတော့ကျွန်တော်တို့၄၆၁နော်၄၆၁ကတော့ဒါတော့ပလဲပေါ့နော်၄၆၁ပြီးရင်၁၉၆နော်ဒီ69ဒီအားလည်းပတ်လည်းဖြစ်သွားတယ်ပေါ့နော်။ Okay ဒီ3ခွက်ကတော့ဒါပတ်လည်းကစားရမယ်ပေါ့နော်။ပတ်လည်းကစားရမယ်။ โอเคထဲထိုးခြင်းလည်းထိုးလို့ရတယ်ပေါ့เนาะโอเคပါဒါကျွန်တော်ရတဲ့မူလေးဖြစ်ပါတယ်ချိန်နေတဲ့ငွေချင်းတွေကတော့ယူသုံးလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နောက်တစ်ဗီဒီယိုမှာပြန်ဆုံတွေ့ပါမယ်ဗျဖဲဖဲပါ